Are you struggling with school management? Here is a solution for your school. See this explainer video. ကျောင်းတစ်ကျောင်းကို run နေရတဲ့သူတွေဆိုရင်ဒီမှာပါ။စာရွေးလေစာရွေးစာတမ်းတွေပြီးတော့အစုံမရှိတဲ့အုပ်ချုပ်ရေးဆိုင်ရာအလုပ်တွေနဲ့တကယ်ကိုကောင်းစားရတယ်နော်။အဲ့ဒါတွေအားလုံးကို system တစ်ခုတည်းနဲ့လွယ်လွယ်ကူကူစီမံခန့်ခွဲနိုင်ရင်ဘယ်တော့ကောင်းမလဲဗျာ။အဲဒီနေ့မှာတော့အဲ့ဒီလိုလုတ်ပေးနိုင်တယ်ဆိုတဲ့ software တစ်ခုကြောင်းဖျော်ဖြေသွားမှာပါ KMS School ပါ သူကအကြောင်းတကြောင်းရဲ့လောကလက်ပတ်မှုတွေကိုဘယ်လိုမျိုးအပြောင်းလဲချဖြစ်သွားစေမလဲကြည့်လိုက်ကြအောင်။ကဲဒီနေ့ဘာဒီပြောကြမလဲဆိုတော့ပထမဆုံးအနေနဲ့အကြောင်းအနေမှာဘလို့အခက်ခဲတွေရှိလဲဆိုတာကြည့်မယ်။ပြီးရင်တော့အဖြေဖြစ်တဲ့ KMS ကိုမိတ်ဆက်ပေးမယ်။သူရဲ့ feature တွေကဘလောက်မိုင်လဲ။ဘာလို့သူကိုပြီးရွေးတင်လဲ။ပြီးတော့ web ရင်တော့ဘလို့ support မျိုးတွေရအောင်မလဲဆိုတာတွေကိုတစ်ခုချင်းစီပြောပြသွားမှာပါ။ကဲအစင်းတင်ထင်စလိုက်ကြအောင်။ကဲပထမဆုံးအနေနဲ့လက်တွေ့အကြောင်းတွေရင်ပြကြအောင်။ ကျောင်းတွေ college တွေတင်းတန်းကျောင်းတွေပါနေ့တိုင်းလိုလိုဘာတွေနဲ့ရင်ဆိုင်နေရတယ်ပညာရေးနယ်ပယ်မှာလုပ်နေတဲ့သူတွေဆိုကောင်းကောင်းဒီမှာပါဒါကစာတင်တာခုထဲနဲ့ပြီးတယ်လို့မဟုတ်ဘူးလေသချင်တဲမှာလည်းဟွာလို့ရတရားလို့ရတယ်အဲ့လိုတွေကတရားလောက်ကိုရှုံနေတာမျိုးပေါ့အဲ့တော့ဒီလိုချင်းဒီမျိုးကကိုနဲ့တော်တော်လေးရင်းနှီးနေလေလို့ခံစားရလားနေစဉ်အလုပ်တွေကိုစီမံခန့်ခွဲရတာလူတိုင်းကို productive အောင်ထိန်းရတာဆက်သွယ်ရေးတွေလွဲမသွားအောင်တေချာလွှဲရတာလေက တကယ်ကိုမလွယ်ဘူးလေနောက်ဆုံးတော့ဘာဖြစ်လာလဲဆိုတော့ကိုပခုံးဘောကဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလိုဖြစ်လာပြီးအရေးကြီးဆုံးဖြစ်တဲ့ကြောင်သားကြောင်သူတွေကိုအချိန်ပေးဖို့တော့မလွယ်တော့ဘူးဒါပဲလေအဲ့ဒီလိုမျိုးစဖင်းနေဆက်ရမလို့တော့ဘူးဆိုရင်ကကိုတော့အလိုလိုပေးတဲ့ system တကူကိုဒုက္ခမပေးတဲ့ system တကူရှိလာနိုင်မယ်ဆိုရင်ကဗျာဟုတ်ပြီအဲ့ဒီနေရာမှာပဲ GMS ကိုကဝင်လာတာပါတော့ဘယ်လိုကူညီပေးမလဲဆိုတာကြည့်လိုက်ကြအောင်ဒါကတော့ Kitty's Micro Solutions ကထုတ်လုပ်တဲ့ KMS ကိုပါပဲ သူ့ရဲ့အထူးအပြောင်းလဲကြီးတစ်ခုကဘာလဲထီလားဒါက feature တွေအစုံလင်းပါတဲ့ software ဖြစ်အောင်တဲမှာကဘူးလုံးဝ offline အလုပ်လုပ်နိုင်တာဗျဆိုတော့ internet မရှိဘူးလားဘာမှပြဿနာမရှိဘူး KMS school ဆိုတာအိတ်ကြပါလေလို့မေးလာရင်သူ့ကိုကိုအကြောင်းတစ်ခုလုံးအတွက် comment center တစ်ခုလိုပဲမြင်ကြည့်လိုက်ပါသူကစီမံခန့်ခွဲရေးရောပညာရေးဆိုင်ရာအလုပ်တာဝန်ကြီးအားလုံးကိုတနည်းအားထဲမှာစူးစိပေးထားတာအကောင်းဆုံးအပိုင်းကပါလဲဆိုတော့ဒါက offline desk of software ထိတဲ့အတွက် internet line ချသွားရင်တောင်ကိုကအမြင်တဲ့အခြေအနေကိုထိန်းချုပ်ထားနိုင်မှာပါကဲ အာနိုဆေးလူရှားဆုံးအပိုင်းကိုရောက်လာပြီး KMS School ကိုတကယ်မရှိမဖြစ် software တစ်ခုဖြစ်စေတဲ့သူ့ရဲ့အစွမ်းထက် feature တွေကိုတစ်ခုချင်းစီကြည့်လိုက်ကြရအောင်ဒီ software ကကိုယ့်ရဲ့နေ့စဉ်ဘဝကိုဘယ်လောက်ထိလွဲကူသွားစေပြီးကြောင်းလဲပတ်မှုကိုအရင်ကထက်အများကြီးပိုချောမွေ့သွားစေမလဲဆိုတာတွေ့ရတော့မှာပါ ကျောင်းသားနဲ့ဝန်ထမ်းတွေရဲ့နေစဉ်တန်းရောက်မှုကိုမန်နျူအယ်လိုက်မန်နေစရာမလိုတော့တာကနေစပြီးအထမ်းချိန်တွေထပ်မတော်အောင်အမားရင်ကင်းအောင်အထမ်းချိန်စရာတွေဖန်တီးတာအထိ KMS School ကအကုန်တာဝန်ယူပါတယ်။စာမေးဝယ်တွေကိုစီမံခန့်ခွဲတာအသေးစိတ် report တွေထုတ်တာနောက်ပြီးစာကြည့်တိုက်ကိုစနစ်တကျထိန်းသိမ်းတဲ့တွေကိုတော့ click အနှဲငန်နေုံနဲ့လုပ်နိုင်ပြီးပညာရေးဆိုင်ရာကိစ္စတွေကိုလွယ်လွယ်ကူကူချောချောမွေ့မွေ့ထွက်သွားဖို့ပါပဲ။ ခွကြောင်းဝင်းတစ်ခုလုံးကို drone နဲ့အပေါ်စီးကနေကြည့်နေရတယ်လို့မျိုးစိတ်ကူးကြည့်လိုက်ပါ KMS school နဲ့ဆိုရင်ကျောင်းသားဝင်ခွင်းတွေကိုလွယ်လွယ်ကူကူစီမံနိုင်တယ်အဆောင်နေတာတွေကိုစီစဉ်ပေးနိုင်တယ်လုံခြုံရေးတွင်းမြင့်ဖို့အတွက်ကျောင်းကားလမ်းကြောင်းတွေကိုတောင်းချီရခံနိုင်ပါတယ်ဒါကကျောင်းအုပ်ချုပ်ရေးအတွက် super power တစ်ခုရလိုက်တယ်လို့ပါပဲဗျာငွေကြေးကိစ္စတွေကတကယ်ရေးကြီးတယ်လေ KMS ကဒါကိုစိတ်ချလက်ချစီမံခန့်ခွဲနိုင်အောင်ကူညီပေးပါတယ်။ကြောင်းလာခဲ့တဲ့ discount တွေပေးတာတွေကိုကင်တွယ်တာကနေစာရင်းတွေကိုပွင့်လင်းမြင်သာအောင်ထိန်းသိမ်းတာအထိဒီ software ကကြောင်းပဏာရေးနဲ့ပတ်သက်တဲ့စိတ်ဖီစီးမှုတွေကိုဖေချားပေးမှာပါ။အဲ့ဒါပြင်ကုန်ပစ္စည်းစာရင်းနဲ့စာအုပ်ဆိုင်ကိုတောင် တနေရာထဲမှာ manage လုပ်နိုင်မှာပဲ။ဒါကတကယ်ကိုအရေးကြီးတဲ့အချက်ပဲ။အားလုံးနဲ့အဆက်အသွယ်မပြတ်ရှိနေဖို့ကဘလောက်အရေးကြီးလဲဆိုတာအားလုံးသိကြမှာပါ။ KMS ကိုမှာ WhatsApp, SMS နဲ့ Telegram တို့ကိုတခါတည်းပေါင်းဆက်ထည့်သွင်းပေးထားတော့မိပါတွေဝန်ထမ်းတွေနဲ့အလွယ်တကူဆက်သွယ်နိုင်ပြီပေါ့။တရင်စကားလွှဲချော်တာတွေဆက်သွယ်ရေးပြတ်တောက်တာတွေလုံးဝမရှိတော့ဘူး။อืมဒီလောက်မိုက်တဲ့ feature တွေအများကြီးနေဆိုတော့စဉ်းစားချင်တခုရှိလာနိုင်တယ်။ KMS ကိုကိုတခြား software တွေကြာမှာတကယ်ကိုထင်ကနေဖြစ်တော်စီတဲ့အရာကဘာများလဲ။ကဲသူရဲ့ရှင်းလင်းပြတာတဲ့အားသားချက်တွေကိုကြည့်လိုက်ကြရအောင်။ ဒါကတကယ်ကို game changer တစ်ခုပဲဗျာတခြား system တွေက internet line ကျသွားရင်ဘာမှသုံးမရတော့ပဲတိုးခပေးနိုင်ပြီမယ် KMS ကူကတော့စက်ပြီးအလုံးလုံးနေတော့ပဲဘာလို့လဲဆိုတော့သူက blog အခြေအနေမှာမဆိုအားကိုးနိုင်တဲ့စိတ်ချရတဲ့ desktop software တစ်ခုဖြစ်လို့ပဲဒါကပိတ်ဆံဘေးဝယ်လို့မရတဲ့စိတ်အချမ်းမှုမျိုးဗျာ ERP ဆိုတဲ့စကလုံးကိုတွင်ရှုပ်သွားနိုင်တယ်ဒါပေမဲ့တကယ်တော့အရန်ယူရှင်ပါတယ်ဆိုလိုရင်က KMS ကဟာဝင်ခွင်ကြောက်လခစာမေးဝယ်ကွန်ပီစီစာရင်လိုအ धिक လုပ်ငန်းစဉ်အားလုံးကို system တစ်ခုတည်းအောင်မှာပေါင်းစည်းပေးရဲဆိုတာပါပဲအားလုံးတစုတစီတည်းဖြီးသွားတာပေါ့ဒါပြင်ပါတာစကားမျိုးစုံကိုလည်း support ပေးရတဲ့မတူခွဲပြားတဲ့ကြောင့်ပတ်ဝန်းကျင်တွေအတွက်အထူးသင်တော်ပါတယ်ဒါနီမီလာဆိုတော့မဟုတ်သေးဘူး KMS ကဟာတုံးရတာအရန်လွယ်တော့ဝန်ထမ်းတွေအနေနဲ့ဘာနေပညာကျွမ်းကျင်မှုမှမလိုပဲချက်ချင်းစားသုံးနိုင်တယ် ီးတော့လုံချွေရဲ့အရန်ကောင်းပြီးကိုကြောင်းကြီးလာတာနဲ့အမျှသူကလည်း live ပြီးတို့ချင်နိုင်ဆွမ်းရှိရယ်အရေးကြီးဆုံးကတော့ Kiris Micro Solutions ရဲ့ customer support အပြည့်အဝနဲ့ဆိုတော့ကိုတော်တဲ့ရုံးကန်နေရမှာမဟုတ်ဘူးဆိုတာပါပဲဟုတ်ပါတယ် KMS ကိုကိုရွေးချယ်လိုက်တာဟာ software တစ်ခုကိုဝယ်လိုက်တာတက်တာမဟုတ်ဘူးကိုဘေးမှာအမြဲရှိနေမဲ့အဖော်မွန်ကောင်းတယောက်ကိုရားလိုက်တာ ਨੇ တူတူပါပဲ Kiris Micro Solutions ဖွဲ့စည်းကနေရရှိမဲ့အားရကောင်းတဲ့ပံ့ပိုးကူညီမှုတွေကြောင့်ပြောပြပါစေ သူတို့ကခုအစင်းကြီးအောင်အစစအရာနောက်ခွဲကနေစစ်ဖို့ပေးတော်မှာပါ။ကြွချင်သူအော်ပရေတာတွေကတင်တန်းပေးမယ်ပြီးတော့တရက်24နာရီတပတ်ခုနှစ်ရက်လုံးအွန်လိုင်းကနေဝေထင်းခွင့်ကြီးပေးမှုရှိတယ်။နောက်ပြီးလွန်ကျွန်တဲ့ cloud data backup တွေနဲ့ဆိုတော့ခု data တွေအတွက်ဘာမှစစ်ဖို့ဆရာမလိုတော့ဘူး။စစ်ချလက်ချသတ်သုံးလိုက်ပါ။ဒီစကားကအရာလုံးကိုအနှစ်ချုပ်လိုက်တော်တော့ပါပဲ။ကျောင်းစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းတာဝန်တွေကိုအလိုအရလုဆောင်ပါအမအယွင်းတွေကိုရှော့ချော့ပါစစ်တွေကြီးကိုမြင့်တင်ပါ ဤအရာအလုံးကိုလုံခြုံရေး offline platform တစ်ခုတွင်ထည့်သွင်းထားသည်။ဒါဟာ KMS ကိုရဲ့အာမခံချက်ပါပဲ။ဒီတော့ဒီမြေကုန်းလေးနဲ့အဆုံးတတ်ချင်ပါတယ်။ဒီလိုမျိုးလကွမ်းဆောင်ရာတွေအကုန်လုံးစနစ်တကျနဲ့ထိထိရောက်ရောက်ထိသွားပြီဆိုရင်ကိုယ့်ရဲ့ကြောင်းကိုယ့်ရဲ့ဖွဲ့စည်းကဘယ်လောက်ထိပိုပြီးအောင်မြင်လာနိုင်မလဲဆိုတာကိုခဏလောက်စိတ်ခူးကြည့်လိုက်ပါ။ကျောင်းသားတွေအတွက်အချိန်ဘယ်လောက်ပိုပေးနိုင်မလဲဘယ်လောက်ထိပိုပြီးကြီးထွားလာနိုင်မလဲ ခဲ့ကိုကျောင်းရဲ့စီမံခန့်ခွဲမှုပုံစံကိုတော်လန်ပြောင်းလဲဖို့အဆင့်သင့်ဖြစ်ပြီလား KMS School အကြောင်းပုံမထိချီလို့ရင် Kitty Micro Solutions ကိုဒီနေ့ပဲဆက်သွယ်လိုက်ပါဒီ product တွေဇင်းတော့ဆိုပြီးလို့ quotation လိုအပ်တယ်ဆိုရင်အောက်က comment မှာရေးခဲ့ပေးလို့ရပါတယ်ခင်ဗျာဒီ video ကထောက်ကူဖြစ်တယ်ဆိုရင် like လုပ်ဖို့ subscribe လုပ်ဖို့နဲ့ဒီလို software မလိုအပ်နေတဲ့ဘသူမဆိုကို share ပေးဖို့မမေ့ပါနဲ့နော်ကြီးစုပေးတဲ့အတွက်ကျေးဇူးများခင်တင်ပါတယ် video for your business visit our website www.kidsms.com and please follow like share and subscribe